အလုံးပဲမင်္ဂလာပါမနစ်ဘလော့ကနေပြန်လဲကြိုဆိုပါရစေဒီခေါက်ပြောပြမယ့်အကြောင်းအရာလေးကတော့မနစ်တို့ဒီ online ပေါ်မှာတွေ့နေတဲ့သွားနေကုတင်းဆိုင်ရာပစ္စည်းတွေပေါ့နော်အဲ့ဒါတွေဝယ်တင်မဝယ်တင်အဲ့အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်အခုက covid ကာလဖြစ်တော့သွားစီကန်းတွေကိုမသွားကျင်ကြဘူးမသွားကျင်ကြတဲ့အခါမှာဖြစ်များတာကတော့ဘာတွေဖြစ်လဲဆိုသွားကြိုက်ကြရပေါ့သွားကြိုက်တဲ့အခါကျတော့ဒီ online ပေါ်မှာဒီဘာတွေတွေ့လဲဆိုတော့သွားကြိုက်ပျောက်စေးတွေပေါ့တွေ့ရပေါ့တချို့ဆိုရင်သွားကြိုက်ပျောက်စေးဆိုရင်တို့ဒီမနစ်တို့တုံးနေသွားဆရာဝန်တွေတုံးနေပေါ့နော်ဒီထုံစေးထောင်လေးတွေမှာစေးတွေထည့်ထားတယ် ်နောက်ဆေးထိုးအပ်လို့ဟာမျိုးလေးတွေနဲ့တွဲပြီးရောင်းတာလေးတွေ့ရပေါ့နော်။သွားကပျောက်ဆေးကိုဝယ်တင်လားမဝယ်တင်လားဆိုရင်မနေ့ကတော့မဝယ်တင်လို့ပြောချင်တယ်။ဘာလို့လဲဆိုရင်ဒီမှာဘာပါလဲအဓိကဘာပါဝင်ပစ္စည်းပါလဲပေါ့နော်။ဆိုတာကိုမသိဘူး။မသိဘူး။မနေ့ထင်တာတော့ဒီမှာဘာပါလဲဆိုသူထုံဆေးဖြစ်ဖြစ်မယ်။ဒါမှမဟုတ်လို့ရှိရင်မနေ့တို့သွားဖားတဲ့အခါမှာသွားရီကြိုက်တယ်ဆိုတဲ့အခါမှာခဏ ရာရီအနေနဲ့တုံးတဲ့ယူဂျီနောပေါ့နော်ဒီလင်းညင်းစီတွေပေါ့နော်ထည့်ပြီးတော့ရောင်းတာဖြစ်နိုင်ဆိုတော့အဲ့ဒါဘာဖြစ်နိုင်လဲဆိုရင်ဒီဟာကိုယ့်ရဲ့သွားအခြေအနေရပေါ့နော်တုံးမိမယ်ဆိုလို့ရှိရင်သွားကသွားဆရာဝင်ရှိမှာသွားပြီးကိုယ်ကမှ ကို့မှာဖြစ်မဲ့သွားဆိုလို့ရှိရင်သူကဘာဖြစ်နိုင်လဲဆိုဒီသွားအောက်ဖြစ်နေတာတွေကိုထိုးထည့်တာတို့ဆေးတွေထည့်တာတို့ဟိုဆေးတွေအမျိုးမျိုးပဲထည့်တတ်ကြတယ်ပေါ့နော်ထည့်တဲ့ခါကျလို့ရှိရင်သူကတက်တာတာမဟုတ်ပဲနဲ့ပို့ပြီးတော့ညံနာတွေရောင်တာတို့သွားကြီးရောင်လာတာတို့ပြီးဘူးဖြစ်တာတွေဘာလို့ဖြစ်နိုင်လဲပေါ့နော်အဲ့တော့ဒီ Facebook မှာတွေ့ရယ် online မှာတွေ့ရယ်သွားကြိုက်ပြောက်ဆေးဆိုတဲ့ဟာကိုအဲမဝယ်ကြဖို့မနေ့အကြံပေးချင်ပါတယ်ခဲသွားကြိုက်တဲ့အရန်နာတယ်ဆိုလို့ရှိရင်တော့ဒီ monitor သွားစီကန်းလည်းမသွားချင်ဘူးဆိုလို့ရှိရင်ဆရာဝင်နေ Facebook မှာတချို့စီကန်းနေဆို လို့ရှိရင်လည်းတို့ဖုန်းကောလေးလက်ခံပြီးတော့ဖြည့်ပေးနေရရှိတယ်။ monitor facebook မှာလည်းနှမလို့ရတယ်။နောက်တခြားသော့ဆရာဝန်တွေလည်းပေါ့နော်။ဒီသူတို့စိတ်ကနေရ page တွေကနေတစ်ဆင့်ဒါပေမဲ့ဖုန်းနေရတစ်ဆင့်မေးပြီးတော့ဖြည့်ပေးနေရရှိရဆိုတော့အဲ့ဒီမှာတိတ်နားလဲပေါ့နော်ဆရာဝန်တွေရှိရပဲ။အကြံဉာဏ်တွေတောင်းမှာတို့တွေရှိရပဲ။တိုက်တဲ့ဆေးတွေပေါ့နော်။အဲ့ဒါတွေပဲတောက်ပါလို့ monitor ကအကြံပေးချင်ပါတယ်။ဒါကတော့တွားကြိုက်ပျောက်စင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်။နောက်ဘာရှိသေးလဲဆိုရင်ဘာတွေ့လဲဆိုတော့တွားညှိစက် ပေါ့နော်။တွားညှိစက်ဆိုတာက တွားညီကျင်တယ်ပေါ့ညီကျင်တဲ့အခါတုံးတယ်ပေါ့ဆိုရင်တို့ကဒီဒီဆက်လေးကိုသူကအပြော့ရှိရဲအအလေလက်မာတာရှိရဲနောက်ဆုံးအမာဆုံးရှိရဲပေါ့ဒီဟာကိုတုံးလိုက်မယ်ဆိုရင်ညီသွားမယ်ဆိုပြီးကြောင်ညာတာပေါ့နော်အဲ့ဒါက myo bridge ဆိုတာမင်းတို့ဒီသွားညှိကုတဲ့ဟာမှာတတ်တတ်ရှိရဲဒီဟာကိုဒါမဲ့ဆရာဝန်တွေကလာဘယ်ဘလို့မညီမညာဖြစ်နေရတာလဲဘလို့အမျိုးစားလဲပေါ့နော်သွားရဲ့အမျိုးစားတိတိမှာပေါ့နော်အဲ့တော့တိဖို့အတွက်ကဘာတွေယူရလဲဆိုလို့ရှိရင်အရင်ဆုံးဒီသွားပုံတွေယူရတယ်ဒီသွားပုံပေါ်မှာ ကြည့်ပြီးတော့ဒီသွားရဲ့အွယ်အစားသွားကထက်တယ်ဆိုရင်ဘလောက်ထက်တာလဲကျဲရဲဆိုဘလောက်ကျဲရလဲတိချာတော့နောက်ပြီးတော့ရင်ဒီသွားရဲ့ဒီထက်တာပေါ့နော် အရိုးကြောင့်ထတ်တာလားသွားကြောင့်ထတ်တာလားသိအောင်ဆိုပြီးတော့ဒီဘေးတိုက်တက်မှန်ရိုက်ရတယ်ဘေးတိုက်တက်မှန်ရိုက်လို့မှမလုံးလောက်ဘူးဆိုရင်ဒီရှေ့ရရိုက်တဲ့တက်မှန်မျိုးစားတွေရှိရနောက်ဒီသွားတစ်ခုလုံးသွားတဲ့ဒီမင်းရိုးမှာရှိရသွားတဲ့အကုန်လုံးပေါ်ရတဲ့တက်မှန်တွေရိုက်ရအဲ့အကုန်လုံးရိုက်ပြီးတော့မှတခြားကြည့်ပြီးတော့မှဒီလူရဲ့ဒီအမျိုးစားပေါ့နော်သွားထက်တဲ့အမျိုးစားအရိုးကြောင့်ဖြစ်တာလားသွားကြောင့်ဖြစ်တာလားဒါမျိုးသိပြီးတော့မှဘယ်လိုကုသမှုသွားညှိကုသမှုပေးမလဲဆိုတာဆရာဝန်ကဆုံးဖြတ်ပြီးတော့မှဒါပေးရအဲ့ဒါမဟုတ်ဘဲနဲ့ကိုကဒီဘာမှန်းမသိဘဲပဲနေပေါ့နော်ဒီဟာကို ီဟာ online ကဝယ်လို့ရတာပဲသက်တာတယ်အဲလွလွယ်လေးနဲ့ရသွားမှာပဲဆိုပြီးတော့ကွာတော့လုတ်လိုက်မိဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ဒီသွားမှာအဲ့ဒါတက်တဲ့သူတွေအဓိကဘာတွေဖြစ်တယ်လဲဆိုရင်တဖုံးနေနာတယ်တညလုံးတက်ထားရတယ်ပေါ့နော်သူကတက်ထားတဲ့အခါကျတော့မခံမြန်းနိုင်အောင်နာတယ်နောက်တဖုံးနေရသွေးတွေထွက်တယ်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဖြစ်တတ်တဲ့အခါကျတော့ဒီဟာကိုလည်းမိုးနေ့ကမဝယ်တင်ဘူးမဝယ်ကြပါနဲ့လို့အကြံပေးခြင်းနဲ့အဲကိသွားညှိခြင်းနဲ့ကိုသွားလေး ပြချင်နေဆိုလို့ရှင်ဒီသွားဆရာဝန်တွေပြပါရတော့ပြပါတတိနားလဲပေါ့နော်သွားဆရာနေသွားဆေးကနေမှာပြလို့ရတယ်သွားဆေးတက္ကသိုလ်တွေမှာပြလို့ရတယ်သွားညကူတာမှုရွှေလို့ရပါတယ်ပြောချင်ပါတယ်နောက်တစ်ခုကဘာတွေ့ရတယ်လဲဆိုရင်သွားဖြူဆေးပေါ့နော်သွားဖြူဆေးအခုသွားကိုဖြူချင်ကြရတယ်ဖြူချင်ကြပေမဲ့တယောက်နဲ့တယောက်နဲ့က သွားဝါရတယ်ပေါ့နော်ဝါရတဲ့ဟာဘာကြောင့်ဝါရလဲဆိုရင်ဟာမတူဘယ်လိုမတူရလဲဆိုတော့တချို့ကြတော့မွေးကလေးကဒီသွားရဲ့အရောင်ကိုကမျိုးရိုးကြောင့်ပေါ့နော်ဝါရရှိတယ်။ဒါမှမဟုတ်ဘူးကိုကလက်ဖက်ရည်တောက်မယ်ကော်ဖီတွေတောက်မယ်အဲ့လိုအရောင်စွန်းစေတဲ့ဟာတွေစားတာများပြီးတော့ဝါနေရရှိရပေါ့နော်။အဲ့တော့အဲ့ဒီဟာပေါ့မြူမူတည်ပြီးတော့ကိုကသွားဆောင်ရှိသွားပြတဲ့အချိန်မှာပေါ့သွားဆောင်ကဘယ်လိုသွားဖြူအောင်လုပ်တဲ့ treatment မျိုးနဲ့ကိုနဲ့ကြိုက်မလဲဆိုတော့ဆုံးဖြတ်ပြီးတော့မှပေးရတာပေါ့နော်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက online ပေါ်မှာတွေ့တဲ့ အော်ဒီသွားဖြူစေးကိုတုံးလိုက်တယ်ပေါ့။သွားဖြူစေးတုံးလိုက်တယ်ဆိုလို့ရှိရင်ဒီသွားဖြူစေးရဲ့မကုနာပြောလို့ဘာပါလဲလဲကိုမသိဘူး။မသိရတော့ကြောင့်ဟိုလိုကိုယ့်ရဲ့သွားတွေကိုစိုးကျိုးတွေဖြစ်စေမယ်။သွားမျက်နှာပြင်တွေပါသွားတယ်ဖြစ်မယ်။ပြီးတော့လျှင်သဖုံးတွေယောင်နာတယ်၊သဖုံးတွေလောင်နာတယ်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်။ဆိုတော့အရင်ဆုံးကိုကအိမ်မှာလုပ်လို့ရတဲ့ treatment တွေရှိတယ်။သွားဖြူပါပေါ့နော်။အရင်ဆုံးဒါမဲ့ဆရာဝန်ရှိကိုအရင်သွားပါ။ဆရာဝန်ရှင်သွားပြီးမှဆရာဝန်ကကိုနဲ့တင့်တော်တဲ့ treatment ကိုပေးလိုက်မယ်။ဒါ laser whitening ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုဟာသွားဖြူစေးရဲ့သွားတိုက်စေးဟိုဆရာဝန်က recommend လုပ်လိုက်မယ်။ ဲ့အဲ့ခါကျတော့မှပဲဒီဟာကိုသုံးမှာဒါမှမဟုတ်အိမ်မှာလုပ်လို့ရတယ် trail နဲ့လုပ်လို့ရတဲ့ဟာရှိတယ်ဒါကဆရာဝန်ပြောတဲ့ပမာဏဆရာဝန်ကတည်တဲ့ပမာဏပေါ့နော်အဲ့ဒါမျိုးကိုပဲ ကူတာမှုယူပါလို့ပြောချင်ပါတယ်။အာဒီအမှန်ပုံမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဒီသွားဖြူအောင်သုံးတဲ့ hydrogen peroxide ရှိရယ်။သူဒီဆေးပေါ့နော်။အဲ့ဒီဆေးကတင့်တော်တဲ့ပမာဏသူထပ်ဟိုများလို့မရအောင်အရန်များသွားလို့ရှိရင်သွားမျက်နှာပြင်တွေပါသွားရမယ်ဖြစ်တတ်တယ်။ဆိုတော့ဒီဆေးတွေမှာရောင်းတဲ့ဆေးမှာဘယ်လောက်ပမာဏတွေပါလဲဆိုတော့ကိုမသိဘူး။အဲ့အတွက်ကြောင့်မို့လို့ဒီ online မှာနေဝယ်ပြီးတော့မသုံးစေချင်ပါဘူး။နောက်တစ်ခုဘာတွေ့ရသေးလဲဆိုရင်သွားကြီးချွတ်ဆက်ပေါ့နော်။သွားကြီးချွတ်ဆက်ကမင်းတို့ဒီသွားဆေးကန်းတွေမှာ scaling လုပ်ပေးရပေါ့နော်ပြောတာပေါ့။ဒီသွားကြီးချွတ်ပေး ရဲ့ကုသမှုပေါ့နော်နောက်ပြီး polishing မှာလုပ်ပြီးအဲ့ဒီဥစ္စာတွေကိုအပြင်မှာရောင်းထားတွေ့ရပေါ့နော် scalar set ထိတ်လေးမှာ tip လေးမှာအချောင်းလေးတော့အကောက်လေးနော်အချွန်လေးနဲ့ပေါ့နော်အဲ့တော့ပုံမှန်ဆိုတော့ဘယ်လိုမျိုးလုပ်သူ့ရဲ့ဘာဘယ်လိုကုပေးတာလဲဆိုရင်သွားမျက်နှာပြင်မှာရှိတဲ့ခုနကြောက်တွေရှိမယ်ဂျီးတွေရှိမယ်အဲ့ဒါတော့ vibration တုံခါပြီးတော့မှဒီတော်နှမျိုးနဲ့ ွာသွားအောင်လုပ်ပြရပါတော့။ဆိုတော့အဲ့ဒီဆက်မှာဘာရှိရလဲဆိုတော့သူ့ရဲ့ဒီတုံခါမှုကနည်းနည်းပြင်းနေမပားသွားအောင်ပေါ့နော်။မပားသွားအောင်အဲမထိခိုက်အောင်လုပ်ပေးထားပမာဏရှိရတယ်။နောက်ပြင်ရေထွက်တာရေထွက်ရဆိုတော့ဒီမှာဒီကဆက်ကတုံခါလို့ထွက်လာတဲ့အပူကိုခံနိုင်ရရှိအောင်ရေလေးပန်းပြရတယ်။ဆိုတော့သွားစီကမ်းမှာဒီကုသမှုယူပြီးတဲ့သူဆိုတိမှာပေါ့နော်။ ဆိုတော့အဲ့တော့အပြင်မှာရောင်းတဲ့ဆက်တရဘာဖြစ်လဲဆိုလို့ရှင်သူတို့ဒီခုနပြောတဲ့တုံခါမှုကဒီဘလောက်တုံခါမှုတွေလဲလည်းမသိဘောเนาะအရန်ဂျွေးချွတ်လောက်မဟုတ်တဲ့ပမာဏဖြစ်ရင်ဖြစ်မှာတော့မဟုတ်အရန်ကြီးတုံနေရဟာမျိုးတွေဖြစ်နိုင်တဲ့သူတော့တော်မျက်နှာပြန်နေထိခိုက်နိုင်တယ်ဗောเนาะနောက်ဘာဖြစ်နိုင်သေးလဲဆိုရင်သူတို့ကရေမပါအောင်ရေမပါရဲ့တော့ကြောင့်မလို့ဒီကထွက်လာတဲ့အပူ heat ဗောเนาะအပူကိုဒီသွားပေါ်ဓာတ်ရိုက်ကြည့်ကြမယ်ဆိုရင်သွားတော့မကောင်းဗောเนาะအဲ့ဒါရှိမယ်နောက်ပြီးတော့ polisher ရောင်းနေရလဲတွေ့တယ်အဲ့တော့တချို့ကောင်းတဲ့ဟာတွေကဘယ်လိုဟာမျိုးလဲဆိုလို့ရှင် water floss ဆိုတာရှိတယ် water floss ဆိုတာဒီသွားသွားမျက်နှာပြန်နေတန် 城里头也。 ရေလေးပန်းထွက်တဲ့ဆက်လေးပေါ့နော်အဲ့ဒါမျိုးဆိုတော့ဝယ်သင့်တယ်သူဥမာဘလိုဟာမျိုးတွေတော့ကောင်းလို့ဆိုတော့ခုနလိုမျိုးသွားညှိကူတားမှုယူထားရတူလို့ဆိုလို့ရှိရင်သွားမျက်နှာပြင်တွေကိုတေးချတန့်ရှင်းလုပ်လို့ရတယ်ပေါ့နော်ခုနလိုမျိုးသွားချေးချွတ်တဲ့ဆက်ဒီထိတ်ကအချွန်လင်းတဲ့ဟာမျိုးတွေအဲ့မျိုးတွေဆိုတော့မဝယ်စေချင်ပါဘူးဒီသွားအတွက်မကောင်းဖြစ်ပါတယ်အဲ့တော့အလုံးကိုခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကိုသွားနဲ့ပတ်သက်တဲ့ကုသမှုတွေယူခြင်းနဲ့သွားကြိုက်တာပဲဖြစ်ဖြစ်ခုနလိုမျိုးသွားဖြူအောင်လုပ်ချင်တာပဲဖြစ်ဖြစ်သွားမျက်နှာပြင်တန့်ရှင်းချင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်သွားဆောင်နေရှိမှအရင်သွားပြီးတိုက်မယ်မှာအဲ့ပစ္စည်းတစ်ခုကိုဝယ်ခြင်းနဲ့ဟို ်အလားမူလားတေချာအောင်ဆိုလို့ရှင်လည်းဒီပစ္စည်းကဒီမြန်မာနိုင်ငံမှာတရားဝင်ရောင်းချခွင့်ပြုထားတာလားဒါမှမဟုတ်ရှင်ဘယ်နိုင်ငံ FD approve တွေရထားတာလဲဒီနိုင်ငံမှာမြန်မာနိုင်ငံမှာ FD approve ရထားတာလားဒါမှမဟုတ်ပါဝင်ပစ္စည်းရပါတယ်လဲပါတယ်ပါလဲဟိုတေချာတိအောင်လုပ်ပြီးတော့မှာပဲဝယ်စီချင်ပါတယ်ဒါမှမဟုတ်ရှင်ကိုကပတ်စံကုန်ပြီးတော့ကိုအတွက်အကျိုးမရှိတဲ့အရာတွေဖြစ်လာမှာကိုအတွက်ဆိုးကျိုးတွေဖြစ်လာမှာဆိုလို့စိတ်ပူလို့ပြောတာပါเนาะအဲဒါဆိုရင်ဒီနေ့အတွက် developer လေးရတော့ဒီလောက်ပါပဲ thank you